ခုနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။တရှိခွန်ကဗီဒီယိုရဲ့ YouTube Channel လေးကနေပြီးပြန်လည်ပြီးကြိုဆိုလိုက်ပါရစေ။စမကတော့ဆောလာနယ်နီဖြစ်ပါတယ်။စမနေနက2025ခုနှစ်ဒီဇင်ဘာလအတွက်တောက်ကြသားသမီးတွေအထူးကံစားရနဲ့ Lucky အဆောင်ကျတရားလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီလအတွင်းမှာတောက်ကြသားသမီးတွေရဲ့เนาะထီကန်စရာကောင်းမကောင်းထီထွားမဲ့နေ့အချိုးပေးကနေအချိုးပေးအခရာထီထွားမဲ့ချိန်နိုင် အရက်ဒေတာနဲ့ပြုလုပ်ရမယ့်ရေဒီယာလေးတွေရဲ့ဒီတစ်လလုံးကံကောင်းမှုတွေလောက်ကံကိစ္စအစည်းအဝေးငွေရေးကြေးကျန်းမာရေးပိုင်းအခြေရေးပညာရေးအစအဆအရအစဉ်ပြေစေဖို့အထူးကံကောင်းစေမယ့် lucky အစာနော် lucky ကလာလေးကိုတို့ခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလအတွင်းမှာ နော်ဒါထိကန်စရာလေးကိုတောက်ကြသားသမီးတို့အရင်ဆုံးပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတောက်ကြသားသမီးတွေရဲ့ပေါ့နော်ဒီလအတွင်းမှာထိကန်စရာကကောင်းတဲ့လားလေးတလားဖြစ်ပါတယ်ဒီလမှာလည်းတောက်ကြသားသမီးတွေထီထိုးတဲ့လားလေးတလားပဲဖြစ်ပါတယ်ထီထိုးဖို့အတွက်အကောင်းဆုံးနေလေးကိုရွေးချယ်လိုက်တဲ့အခါမှာအင်ကာနေပါထို့ကြောင့်တောက်ကြသားသမီးတွေကအင်ကာနေလေးမှာရွေးပြီးထီထိုးပါကန်တရားရဲ့ထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ် တော့ထီထိုးဖို့အတွက်အချိုးပေးအခရာလေးတွေကတော့ဆဆဆဆညာအခရာကအချိုးပေးအခရာလေးတွေဖြစ်ပါတယ်เนาะအချိုးပေးကဏန်းလေးကတော့3ကဏန်း6ကဏန်း4ကဏန်း2ကဏန်း3 6 4နဲ့အချိုးပေးเนาะကဏန်းလေးတွေဖြစ်ပါတယ်အဲ့တော့မိမိတို့အနေနဲ့ဒါအင်ကာနေတိတနာတွင်းမှာအချိုးပေးကဏန်းအချိုးပေးအခရာလေးတွေထီထိုးတော့မယ်ဆိုထိုနေတိတနာတွင်းမှာအကောင်းဆုံးချိန်ဆိုတာရှိတယ်အဲ့ဒီအချိန်မှာရွေးပြီးထီထိုးပါကန်တရားရဲ့ထောက်ပံ့ကောင်းတွေရရှိလာမှာဖြစ်ပါတယ်။အဲ့တော့မြည်သူမဆိုးเนาะဒါအင်ကာနေ့မှာရေကြီးတော်ကိစ္စတွေစတော့မယ်ရေကြီးတော်ခီးစင်တွေထွက်တော့မယ်ရေကြီးတော်အကြောင်းအရာတွေပြုလို့ပြောဆိုမယ်ပေါ့နော်။ဆိုရင်ဒီအချိန်မှာရွေးပြီးပ ြုလို့ပါအောင်မြင်မှုရရှိမဲ့အချိန်လေးပါနော်အဲ့တော့နံပါတ်1မုံဆိုးရှိုးရာဂိုင်းအချိန်ရှိတယ်နံပါတ်2ပုံနှားနဲ့သမီးရာဂိုင်းအချိန်ရှိပါတယ်အဲ့ဒီအချိန်မှာ UB ထီတို့ပါကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်အင်္ဂါနေ့တနေ့တာအတွင်းမှာတော့နံပါတ်1ချိန်ဖြစ်တဲ့ညနေ3:39နာရီ6နာရီအတွင်းမှာတစ်ချိန်ရှိပါတယ်မနက်7:49နာရီနေ့တနာရီ7နာရီအတွင်းမှာတစ်ချိန်ရှိပါတယ်ဒီအချိန်လေးမှာ UB တို့ထီတို့ပေးပါကန်တရားရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်နော်အရက်ဒေတာကတော့မြောက်ရက်ပါ နော်အဲ့တော့တခြားတိုင်းပြည်မှာနေတဲ့သူတွေနိုင်ငံခြားတိုင်းပြည်တိုင်းပြည်မှာနေတဲ့သူတွေအတွက်ကတော့အကျိုးပေးနေရဲ့ခဏရဲ့အချိန်ရဒီသုံးမျိုးပဲရွေးချယ်ပြီးတော့ထီထိုးပေးရမှာဖြစ်ပါတယ်နော်အဲ့တော့မိမိတို့အနေနဲ့ထီထိုးရမယ်ပေါ့နော်ဒါထီထိုးပို့အတွက်ဒါအချိန်တိုင်းလေးတိတိကျထီထိုးပြီးသွားပြီဆိုရင်တော့ထီကန်ကားမှုအတွက်ပြုလုပ်ရမယ်ရေတရာလေးရှိရဒါထီထိုးပြီးသူတိုင်းမှာဖြစ်မိနေပြုလုပ်တဲ့ရေတရာလေးပေါ့နော် မမိအိမ်ဖက်မှာယိုလေးမျိုးလှူပါရွှေပန်းလေးတွေကတ်လှူပါလက်ပွင့်လန်တို့ခါရလေးရွတ်ပေးပါယိုလေးမျိုးလှူပေးရမယ်ရွှေပန်းလေးတွေကတ်လှူပေးပါနော်လက်ပွင့်လန်တို့ခါရလေးရွတ်ပွားပေးပါထီကန်ကောင်းမှုထီစုပွားဖို့ဆူတောင်းခြင်းဖြင့်ကတ္တရရဲ့အထောက်ပံ့ကောင်းလေးတွေရရှိလာမှာဖြစ်ပါတယ်ဒါတော့ထီကန်လေးပါနောက်ထပ် တောင်ကြသားသမီးရဲ့လုပ်ငန်းစီးပွားကိစ္စနော်ငွေရေးချင်းချမ်းမိုင်းအခြေပညာရဆဆဆရအစဉ်ပြေစဖို့အထူးကံကောင်းစေမယ်လက်ကီးအဆောင်လေးကတော့စင်ရုပ်လေးဆောင်ထားပေးပေါ့နော်အဲ့တော့စင်ရုပ်ကလေးရပေါ့နော်ဒါတက်တလုံးဆောင်ထားပေးလို့ရတယ်စင်ရုပ်ကတက်တတာအတွက်ဆောင်ထားပေးရမှာဖြစ်ပါတယ်ဒီတလအတွက်လည်းမဟုတ်ဘူးပေါ့နော်အများနဲ့ဆောင်ထားလို့ရတဲ့ဒီစင်ရုပ်ကလေးဆောင်ထားပေးပါ အဲ့တော့အိမ်မှာအိမ်တွင်းရေးအေဂျင့်ချင်းနဲ့စီးပွားတက်ချင်းနဲ့လက်လာဘာတွေဝင်ချင်းနဲ့အိမ်မှာဆဆရအောင်မင်းချင်းနဲ့ဆိုဆင်ရုပ်ဆောင်မမီးရဲ့အေကန်းနဲ့မှာဆင်ရုပ်ဆောင်မမီးရဲ့အနံရံလေးမှာဆင်ရုပ်ကလေးထားထားပေးကိုယ့်ရဲ့ပေါ့နော်ဒါအိမ်အဝင်ဝအမြင့်တနေရာပေါ်မှာဆင်ရုပ်ကလေးတင်ထားပေးနော်ဒါအိမ်တွင်းရေးအေဂျင့်ချင်းစီးပွားတက်ချင်းလက်လာဘာတွေဝင်ချင်းအရရအဆင်ပြေချုံ့မှုချင်းနဲ့ရရှိလာမှာဖြစ်ပါတယ်နော်ဒါနဲ့မမီးတို့အနေနဲ့ပေါ့နော်ဒါခီးသွားလာနေတဲ့သူတွေနော်အချောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေကားဆွဲနေတဲ့သူတွေ နော်ဒါပွဲရုပ်ပွဲစားလုပ်ငန်းလုပ်နေစုတွေကိုယ့်လုပ်ငန်းအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုစင်ယုတ်လေးအသေးလေးစောင့်ပြီးတော့ခီးထွက်နော်အဆင်ပြေလိမ့်မယ်အောင်မြင်လိမ့်မယ်အဲ့တော့ရောင်းဝယ်စကားပြောနေမှာစင်ယုတ်ကလေးစောင့်ပြီးတော့ရောင်းဝယ်စကားပြောပြီးကိုယ့်ရဲ့လုပ်ငန်းဆိုမှမှာစင်ယုတ်ကလေးစောင့်ပြီးတော့ကိုပြောသမျှကိုလုပ်ရှင်တဲ့အလုပ်တွေလုပ်ပြီးအဆင်ပြေလိမ့်မယ်ကားဆွဲကားမောင်းနေတဲ့သူတွေကရက်ခေါင်းမှုခေါင်းကန်းထဲမှာစင်ယုတ်စောင့်ဓာတ်ပုံစောင့်လုပ်လို့ရတယ်နော်ဒါကက်ချင်တယ်ဆိုဓာတ်ပုံစောင့် ်။တကယ်လို့တော့နော်ခါဒီကားခေါင်းထဲမှာဆိုရင်တော့နော်ဒါဆင်ရုပ်ကလေးဆောင်ထားပေး။ပပူးရုပ်လေးပေါ့နော်။တစ်သားရုပ်တစ်သားနဲ့ပဲလှုပ်လှုပ်နော်ဒါအဆင်ပြေတဲ့အသားနဲ့လှုပ်လှုပ်ရတဲ့ဆင်ရုပ်ဖြစ်ရှင်ရပြီပေါ့နော်။ဝါလည်းပဲလှုပ်လှုပ်တစ်သားနဲ့ပဲလှုပ်လှုပ်နော်။အရွှေနဲ့ပဲလှုပ်လှုပ်ငွေနဲ့ပဲလှုပ်လှုပ်အတော့ဆင်ရုပ်ကလေးဆောင်ထား။ဆောင်ပြီးတော့ကားဆွဲကားမောင်းတာမျိုးပြုလုပ်เนาะအဆင်ပြေလိမ့်မယ်ကားလုပ်ငန်းနဲ့အောင်မြင်မယ်တိုးတက်မယ်ကျော်စောမယ်လုပ်ငန်းနဲ့အဆင်ပြေလိမ့်မယ် နောက်ထပ်ဆိုင်ကန်းဈေးကန်းစတိုးဆိုင်စားသောက်ဆိုင်ကုံစုံကုံကြောက်ကုံစိမ့်ပါဆိုင်မဲရောင်ရောင်ကိုယ်ဆိုင်မှာဈေးရောင်ကောင်းခြင်းနဲ့လူဝန်ထွက်တွေများခြင်းနဲ့ရောင်းဝတ်တက်ခြင်းနဲ့နောက်ဆိုင်မှာလက်လာပါတွေဝင်ခြင်းမျိုးအမြန်ဆုံးနေရခြင်းနဲ့ဆိုရင်အဆက်ဆက်ရအဆင်ပြေစေဖို့အတွက်ဆိုင်ရဲ့အဝင်ဝမှာဆင်ရုပ်ဆောင်အမြင့်တနေရာပေါ်မှာစောင့်ထားပေးဆိုင်ရဲ့ကောင်းတာပေါ်မှာဆင်ရုပ်ဆောင်ရောင်းခြင်းနဲ့ပစ္စည်းတွေခြေထဲမှာဆင်ရုပ်ကလေးထားထားပေးတဲ့အရောင်းဝယ်တွေတွေ့မဲ့အဆင်ပြေမဲ့ခန္ဓာကိုယ်မှာဆင်ရုပ်ကလေးဆောင်လို့အရောင်းဝယ်စကားပြောပေးကိုပြောတဲ့စကားအောင်မြင်နိုင်မဲ့ရောင်းဝတ်တက်မဲ့အမြန်ဆုံးနေရလိမ့်မယ်နော် တော့ငွေကြေးကန်ကောင်းနေတဲ့ငွေဝင်ခြင်းနဲ့လက်ရှင်နဲ့ဆိုမိမိရဲ့ပက်ဆိုင်လေးမှာစင်ရောကလေးဆောင်မိုးလင်းနာနဲ့ပက်ဆိုင်လေးပို့ပြီးလာငွေဝင်စေလက်ရှင်စေလက်နော်အာငွေဝင်စေလက်ရှင်စေဆိုပြီးတော့ဆူတောင်းလိုက်နော်အဲဆိုရင်ဒါလက်ပွင့်လန်တို့ကလေးရွတ်လိုက်အစင်ပြေးလိုက်မယ်နော်ရရရအနေနဲ့ကတော့မိမိတို့အိမ်ဖျားမှာเนาะပြုလုပ်ပေးရမှာရိုးလေးမျိုးရွှေပန်းလေးတွေကတော့လက်ပွင့်လန်တို့ကလေးရွှေပြီးလို့ရဆူတောင်းပေးပါ နောက်ထပ်ကျန်းမာရေးညံ့နေတဲ့စိတ်ထိုးစိတ်တောက်လုံးနေတဲ့သူတွေစိတ်ကမ်းပြခြင်းနဲ့ကြီးကြီးမားမားယောဂါဆိုညံ့နေမကြောက်ရွံ့ယောဂါတွေတက်တာခြင်းနဲ့ဆိုရင်မိမိရဲ့ခေါင်းရင်းမှာအမြင့်တရားပေါ်မှာဆင်ယုတ်ကလေးတင်ထားပေး။နောက်ဆင်ယုတ်ကလေးဆောင်ထားပေး။နောက်ပြီးတော့ရေဒီယာအနေနဲ့ကတော့ဒါယိုလေးမျိုးရွှေပန်လက်ပွင့်လက်နိုးကရာလေးရွတ်နော်။မိမိမွေးနေတော့မှလည်းလှူပေးလို့ရတယ်။ကျန်းမာရေးအတွက်ဆူတောင်းကြီးကြီးမားမားယောဂါဆိုညံ့နေမကြောက်ရွံ့နိုင်ဘူး။နော်။ နောက်ထပ်အိမ်တွင်းအိမ်နောက်ရေခန္ဓာလေးတွေအဆင်ပြေခြင်းနဲ့အိမ်နောက်ပဲနဲ့နော်အေးချမ်းခြင်းနဲ့တချက်ချက်လေးတွေဖြစ်နေတဲ့အတိုက်ခံလေးတွေစကားများနေရတဲ့အဆင်ပြေခြင်းနဲ့အေးချမ်းခြင်းနဲ့ဆိုရင်အိမ်နောက်ရေအဆင်ပြေဖို့အေးချမ်းဖို့ပေါ့နော်အဲ့တော့ဆင်ယုတ်ကလေးဆောင်ထားနော်ဆင်ယုတ်ကလေးကတ်ထားပေးလိုက်မမီးရဲ့အခန်းဝမှာနော်သုံးမောင်မမီးတို့ရဲ့ခေါင်းရည်မှာဆင်ယုတ်ကလေးကတ်ထားပေးမြ мян မြောက်ကတဲ့ပုံပေါ်မှာဆင်ယုတ်ကလေးတင်ထားပေးလိုက်ပြဿနာချင်းချင်းမမမတက်နိုင်ဘူးเนาะထုံနေတူပဲအချစ်ချစ်သူဆောင်တွဲတွေနဲ့အချစ်ရေးအဆင်ပြေခြင်းနဲ့အေးချမ်းခြင်းနဲ့စမ်းပွင့်ခြင်းနဲ့ကံကောင်းခြင်းနဲ့ဆိုရင်ဆင်ယုတ်ကလေးဆောင်ပြီးကိုပြောခြင်းနဲ့စကားတွေပြောပေးလိုက် အဆက်အသွယ်ပြနေတာပြောင်းရချင်တဲ့အစီအမီပြတာပြေးချင်တဲ့ဆိုချစ်သူနှုတ်ရဲ့ဓာတ်ပုံပေါ်မှာဆင်ယုတ်ကလေးတင်ထားလိုက်ပြဿနာကြီးကြီးမားမားမတက်နိုင်ရရအေးချမ်းလာလိမ့်မယ်နော်အလုံးအင်တာဗျူးတွေဆာမူဝဲတွေရှိတယ်ဆိုဆင်ယုတ်ကလေးဆောင်ပြီးတော့အလုံးအင်တာဗျူးဖြစ်ပါအောင်မြင်မှုရရှိမှာပါဒီတလာလုံးအတွက် lucky အဆောင်လေးပါ lucky ရေတရာလေးကပေါ့နော်ထီကန်ကောင်းမော်အဆက်ဆက်ရအစီအပြေပေါ်နော်ယိုလေးမျိုးလူပေးပါနော်အဲ့ရွှေပန်းလေးတွေကတ်လူပေးပါเนาะရင်ွေးချမ်းလေးတစ်ခွက်လည်းကတ်လူပေးလို့ရတယ်လက်ပွင့်လန်တို့ကလည်းရွတ်ပါထီဆူကြီးပေါက်ဖို့ကကန်ကောင်းဖို့လိုရာစုတောင်းမှာကန်ကောင်းခြင်းတွေရရှိလာမှာဖြစ်ပါတယ်เนาะ ဲ့တော့ lucky color လေးတွေပြောပြပါမယ်အနက်ပွင့်အနက်ရောင်ရွှေရောင်ရွှေဝါရောင်လေးတွေအစိမ့်ပွင့်အစိမ့်ရောင်လေးတွေပေါ့နော်အပြာပွင့်အပြာရောင်လေးတွေအချိုးပေး lucky color လေးတွေဖြစ်တဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေအရေးကြီးသောအကြောင်းအရာတွေမှာခီးစင်တွေမှာဝတ်ဆင်အသုံးပြုခြင်းဖြင့်ကန်စတာပွင့်လန်းစေပါလိမ့်မယ်ဒါဒီလာလုံးတွေတောက်ကြတာတမီးထိကန်တဲ့ lucky ဆောင်ရတရားလေးတွေကိုပြပြပေးသွားတာပါဒီဆောင်လေးတွေဒီရတရားလေးတွေပြုလုပ်ပေးပြီးကန်ကောင်းမှုတွေရှာယူပေးပါယနေ့မှစတောက်ကြတာတမီးတိုင်းထီဆူကြီးပိုက်ကြပါစေအသက်ရှူတိုင်းနဲ့ဝင်ငွေတွေတို့ပါသေးလုပ်ငန်းစီးပွားတိုးတက်ပါစေ ယောဂဘင်အန်ဒီဘီကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆရာမကနေဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်ရှင်။